မြန်မာနေဥခရိုနီကယ်ဇွန်လတရနေ့မြင်တွင်စစ်ဘေးနဲ့ရေဘေးကိုတပြိုင်တည်းကြုံတွေ့နေရတဲ့ပြည်သူတွေရဲ့ဘဝငလင်ဘေးကပြန်လည်ရုံထဖို့ကြိုးပမ်းနေစေမန္တလေးမြန်မာနိုင်ငံကပြည်သူတွေရဲ့ဘဝကစစ်ဘေးနဲ့ရေဘေးအန္တရာယ်စစ်ဘေးနဲ့ငလင်ဘေးစတဲ့တခုမကတဲ့ဘေးအန္တရာယ်ကိုတပြိုင်နက်တည်းကြုံတွေ့နေကြရတဲ့အဖြစ်ကတွေးကြည့်ရင်နာစရာကောင်းလာပါတယ်။လွန်ခဲ့တဲ့နှစ်လကစကိုင်းနဲ့မန္တလေးတိုင်းတို့မှာလှုပ်ခတ်သွားတဲ့ငလင်ကြီးကြောင့်အနေနဲ့ရရက်ကမန္တလေးမြို့မှာလာရောက်နေထိုင်နေကြတဲ့ ရှမ်းမြောက်ကကချင်ပြည်နယ်ကစစ်ဘေးတင်းရှောင်နေထိုင်သူတွေချို့အသက်ဆုံးရှုံးကြရတဲ့အဖြစ်တွေသတင်းတွေထဲကြားသိခဲ့ကြရပါတယ်။ငလင်ပီးကြုံတွေ့ကြရတဲ့ဒုက္ခတွေကနေပြန်လည်ယုံထဖို့ကြိုးစားနေကြတဲ့အချိန်မှာမြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်ကဒေသချို့မှာရည်ကြီးတဲ့ဘေးနဲ့ရင်ဆိုင်ကြရပြန်ပါတယ်။တချို့မြို့တွေမှာတိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေကနေမြို့ကိုစစ်ဘေးတင်းရှောင်လာသူတွေနေထိုင်တဲ့ရက်ွက်နေရာတွေကိုရည်နှင်းမြုပ်တဲ့အဖြစ်တွေဖြစ်ပွားနေတဲ့အကြောင်းသတင်းတွေမှာတွေ့နေရတာဖြစ်ပါတယ်။ ကချင်းပြည်နယ်ချီပွေမြို့ရေကြီးပြီးချောင်းရီအရှိန်ဟုန်နဲ့စီးလာပြီးစစ်ဘေးရှောင်နေနေတဲ့အဆအုပ်တွေရင်းနဲ့မျောပါတဲ့အထိဖြစ်ပွားခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။ချီပွေမြို့ဟာမကြသေးတဲ့လပိုင်းတွေအတွင်း KIA ကတိုက်ခိုက်ထိန်းချုပ်ထားတဲ့ဒေတာဖြစ်ပါတယ်။ကချင်းပြည်နယ်ရဲ့ဒီဒေတာတွေဟာအမျိုးအစားစုံလင်းတဲ့တစ်တော်တွေအေယာရီမြို့ရဲ့မြစ်ဖြားပိုင်းလှပတဲ့သဘာဝပတ်ဝန်းကျင်ရှိပေမယ့်တစ်ခုတ်တထုတူဖို့ရှေတူးတဲ့လုပ်ငန်းတွေကြောင့်သဘာဝပတ်ဝန်းကျင်ပြက်စီးပြီး အခုလိုမိုးရာသီမှာတဘာဝဘေးဒဏ်ကို အရင်အရင်မကြုံဘူးတဲ့ပမာဏအတိုင်းသာထိစိုးရွားစွာခံစားလာကြရတာဖြစ်ပါတယ်။မြေကြီးနားအထက်ဘက်မှာရှိတဲ့ခြေဝေးမှာရေကြီးပြီးနောက်ဆက်တွဲမြေကြီးနားမြို့စီရောက်လာခဲ့ပြီးဖြစ်ပါတယ်။မြေကြီးနားမြို့အနိမ့်ပိုင်းရက်ွက်တွေမေလ31ရက်နေ့ညပိုင်းကလေးကစတင်ရေဝင်လာနေပြီးဇွန်လ1ရက်နေ့မှာတော့ရေကထပ်မံမြင့်တက်လာကစိုးရိမ်ရေမှတ်ကိုရောက်လို့နီးအမတ်တီမြင့်တက်လာခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားကြပါတယ်။ မြေပြားပိုင်းမှာမိုးတဲထန်စွာရွာသွန်းလို့ဆင်းလာတဲ့ရေတွေဟာမြေကြီးနားမြို့ပြည်တဲ့နောက်အေယာဝတီမြေအောက်ပိုင်းကိုဆက်လက်စီးဆင်းအောင်မှာဖြစ်လို့မြေတက်လျှောက်ကလူနေမြို့တချို့မှာလည်းတမြို့ပြီးတမြို့မြေရင်မြင့်တက်လာကလူနေရက်ွက်တွေရေမြုပ်တဲ့အကျိုးဆက်တွေကြုံတွေ့ရနိုင်ခြေရှိနေပါသေးတယ်။အေယာဝတီမြေတက်လျှောက်မှာစစ်ဘေးဒဏ်ခံစားရတဲ့မြို့တွေနဲ့ငလီဘေးခံစားနေရတဲ့မြို့တွေရှိနေသေးတာဖြစ်လို့ရေဘေးဒဏ်ကိုရင်ဆိုင်ကြရအောင်မှာဖြစ်ပါတယ်။တဘာဝဘေးအန္တရာယ်ကိုကာကွယ်ဖို့ကြိုတင်ပြင်ဆင်မှု ကောင်းမွန်ထိရောက်တဲ့အုပ်ချုပ်ရေးမရှိရန်ပုံငွေကြေးမရှိတဲ့အနေအထားမျိုးမှာပြည်သူလူထုရဲ့ဘဝတွေကဒုက္ခမျိုးစုံခါးစည်းခံရတဲ့အနေအထားဖြစ်ပါတယ်။စစ်ပွဲတွေနဲ့လွဲမှားတဲ့စီမံခန့်ခွဲမှုတွေကတဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေပြီးတပန်းတဘာဝပတ်ဝန်းကျင်ပျက်စီးမှုကအခြားသောဘေးဒုက္ခတွေကိုဖြစ်ပေါ်စေတဲ့အဆိုးတန်တရားကိုမြန်မာနိုင်ငံကပြည်သူလူထုအနေနဲ့ရင်ဆိုင်နေကြရတာဒီနှစ်ခေတ်ကာလရဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။ဆရာနာရှင်စနစ်ကိုအမြင့်ပြတ်မှာမြန်မာနိုင်ငံကို နေချက်ကိုလိုနီလက်မှလွတ်လပ်ရေးရယူပေးခဲ့တဲ့ဆိုတဲ့မြန်မာစစ်တပ်ကဆယ်စုနှစ်အတန်ကြာမှာနိုင်ငံရေးအာဏာမက်မောတဲ့စစ်တပ်အဖြစ်အသွင်ပြောင်းခဲ့ပြီးမြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်မီဆယ်စုနှစ်ခုနှစ်ခုကျော်ကနေအခုဆို၈ခုထဲရောက်ရှိနေပြီဖြစ်ပါတယ်။ဆရာနာရှင်အမြင့်ဖြတ်ရေးစစ်တပ်ကိုနိုင်ငံရေးမှာအပီးတိုင်ဖယ်ရှားရေးအတွက်တရံစာတာတဘာဝပဝင်းချင်းထိခိုက်ပျက်စီးမှုတွေကိုလောလောဆယ်အရေးမကြီးဘူးလို့သဘောထားတဲ့သလားဒါမှမဟုတ်ပြန်လည်ပြိုးထောင်မှုခက်ခဲတဲ့တဘာဝပဝင်းချင်းနဲ့ တည်ရန်စားတာတွေကိုဆရာနာရှင်စနစ်တိုက်ဖြတ်ရေးကျိုးပန်းနေစမှာတပြိုင်နက်တည်းထိမ့်ထိမ့်တင်သလားဆိုရဲမိကုန်နေလေမေးစရာရှိနိုင်ပါတယ်။ဒါပေမဲ့လက်ရှိအခြေအနေမှာတော့တဘာဝပတ်ဝန်းကျင်တည်ရန်စားတာထိမ့်ထိမ့်ရေးတွေကဘယ်ဘက်ကမှမနစ်သက်ကြတဲ့စကားလုံးတွေဖြစ်နေတာလည်းဖြစ်ပါတယ်။စကိုင်းနဲ့မန္တလေးတို့မှာအဆိုရဆုံးတိတ်ဆုံးပြက်စီခဲ့ရတဲ့ငလီပီးကြောက်ရောက်ပြီးနှစ်လပြည့်လာသည့်တိုင်မန္တလေးစကိုင်းမြို့တွေအပြက်အစီးကနေရုံထဖို့အာယူနေရဆဲ ပျက်စီးသွားတဲ့နေရာအိမ်တွေပြန်လည်တည်ဆောက်ဖို့အခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။မိုးရာသီဝင်ရောက်လာသည့်တိုင် လုံခြုံတဲ့အမိုးကာအောင်မရောက်သေးသူတွေလည်းရှိနေဆဲဖြစ်ပါတယ်။ငလင်တန်ခန်းစားရတဲ့မြို့တွေနဲ့လူဦးရေအထူးထပ်ဆုံးနဲ့အဆောက်အဦထိခိုက်ပျက်စီးမှုအများဆုံးမြို့ဖြစ်တဲ့မန္တလေးမှာတပိုင်းတစပြိုပြတ်နေတဲ့တိုက်အဆောက်အဦတွေကိုဖြုတ်ဖြတ်ရမှာမတော်တဆထိခိုက်မှုတွေနဲ့တိုက်ဆုံမှုဒဏ်ရာရမှုတွေခုရပိုင်းဖြစ်ပွားခဲ့တာကိုကြည့်ရင် ငလီဘေးကနေပြန်လည်ရုံထနေတဲ့မန္တလေးမြို့အခြေအနေကိုအကဲဖြတ်နိုင်ပါတယ်။စက်ရဲနေရနဲ့မဖြူနိုင်တာကြောင့်လူလုအားနဲ့အစာဦးတွေဖြုတ်ဖြတ်ကြရမှာမထင်မှတ်ထားတဲ့နေရာကပြိုကျပြီးအလုသမားတဦးထိခိုက်ဒေဆုံးခဲ့ရတဲ့အဖြစ်ပြက်မေလ30ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။ချန်ဟီတာဆန်မြို့နယ်ထဲမှာဖြစ်ပွားတဲ့ဆိုတဲ့အဆိုပါဖြစ်မှာတဦးဒေဆုံးပြီးနှစ်ဦးဒဏ်ရာရခဲ့ပါတယ်။အဆိုပါဖြစ်မှတိုင်ငင်တရက်ကလည်းချန်ဟီတာဆန်မြို့နယ်ထဲမှာပင်ငလီတန်ခံထားရတဲ့တိုက်ဖြိုချခြင်း ပြိုကျပြီးအလုသမားနှစ်ဦးဒဏ်ရာရတဲ့အဖြစ်ပြက်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။အဆောက်အဦးဖြိုချရှင်းလင်းရမှာဆက်ရန်ရအုံပြုဖို့နေရာကျယ်ဝင်းမလုံလောက်တဲ့အခက်အခဲရှိနိုင်တယ်လို့ဆက်ရန်ရငားရက်ကကုန်ကြစီမြင့်နာလိုအပ်ချက်မြင့်မားပြီးရန်ရလုံလောက်မရှိတဲ့ပြဿနာစသဖြင့်အမျိုးမျိုးရင်ဆိုင်နေကြတဲ့အနေအထားမှာအခုလိုလူအားနဲ့ဖြိုချရှင်းလင်းတဲ့အနေအထားဖြစ်ပါတယ်။အခြားသောမြို့ကြီးတွေနဲ့နှိုင်းရှင်ကုံသွေးမှုချက်ချာကြတဲ့မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့မန္တလေးမြို့အနေထားက ငလင်ဘေးကနေပြန်လည်ယုံထားဖို့အသေးအံစူးစမ်းနေရတဲ့အနေအထားဖြစ်ပြီးကုညီထောက်ပံ့ပေးဖို့အဓိကတာဝန်ရှိတဲ့စစ်ကောင်စီအစိုးရအနေနဲ့ငလင်ပြန်လည်ထူထောင်ရေးထက်စီရေးလုံပန်းမှုတွေနဲ့နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့နှစ်ကုံမှာကျင်းပမဲ့ရွေးကောက်ပွဲတွေကိုသာဦးစားပေးလှုပ်ဆောင်နေတာလည်းဖြစ်ပါရဲ့ရှင်။